မနေ့ကရှင်ပြန်ခဲ့တဲ့ပရီးမီးယားလိပွဲမှာလီဗာပူးအသင်းအနေနဲ့မန်ယူအသင်းကိုတကူ2ခုနဲ့ရှုံးနိမ့်ခဲ့တာကြောင့်လီဗာပူးနှိပြအားနဲ့စလုံးဟာနှိပြဘဝတလျှောက်ပထမဆုံးအကြိမ်အဖြစ်၄ပွဲဆက်ရှုံးနိမ့်ခဲ့တယ်လို့သိရပါတယ်။လီဗာပူးအသင်းဟာရသည့်အစပိုင်းပွဲစဉ်တွေမှာနိုင်ပွဲတွေဆက်ခဲ့ပေမဲ့ခရစ်စတယ်ပဲလစ်၊ဂလာတာဆာရီ၊ချက်စီနဲ့မန်ယူတို့ကိုနောက်ဆုံး၄ပွဲဆက်ရှုံးနိမ့်ခဲ့တာပါ။ဒါကြောင့်အာနယ်ဆလော့အတွက်မှတ်တမ်းဆိုးဖြစ်ခဲ့တယ်လို့လီဗာပူးအသင်းအတွက်လည်းနှိပြဘရန်ဒန်ရော့ဂျာစ်ကင်တွေကဲစဉ် 2014ခုနှစ်ကလေးပွဲဆက်ရှုံးနိုင်ခဲ့ပြီးနောက်ပိုင်းပထမဆုံးအကြိမ်လေးပွဲဆက်အရှုံးနဲ့ပြန်လည်ကြုံတွေ့ခဲ့တာဖြစ်တယ်လို့သိရပါဗျ။အာနယ်စလောကလက်ရှိအချိန်မှာရှုံးပွဲဆက်မှုကိုအဆုံးသတ်ဖို့ဆိုတဲ့စိန်ခေါ်မှုနဲ့ရင်ဆိုင်နေရပြီဖြစ်ကြောင်းမန်ယူနဲ့ပွဲပြီးမှဝန်ခံပြောကြားခဲ့ပါဗျ။ရာဂန်ကလော့ပ်ရဲ့နေရာကိုဆက်ခံခဲ့ချိန်မှာရင်ဆိုင်ခဲ့မှုသမျှအကြီးမားဆုံးစိန်ခေါ်မှုလို့လူတွေက ပြောကြပါဗျ။အခုလေးဝက်ဆက်ရှုံးထားတာကလည်းစိန်ခေါ်မှုတစ်ခုပါပဲ။ဘောလုံးနည်းပြပေါ်ကစိန်ခေါ်မှုတွေနဲ့ရှောင်လန်းနေရတာပါ။ နိုင်ပွဲတွေရရှိရင်နိုင်ပွဲဆက်အောင်ထိမ့်သိမ့်ကျင်တယ်လို့ရှုံးမတွေကြုံတွေ့ရင်လည်းနိုင်ပွဲပြန်ရချင်းကြပါရယ်လက်ရှိအခြေအနေအတွက်ကစားသမားတွေယုံကြည်မှုပျောက်ဆုံးနေပြီလို့လည်းမထင်ပါဘူးအခွင့်အရေးတွေကိုအသုံးမချနိုင်လို့ကျွန်တော်တို့ရှုံးခဲ့တာပါလို့အာနယ်စလော့ကပြောခဲ့ပါရယ်